မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့ပထမအဆုံးသတင်းလေးကတော့နာရီသတင်းလေးတစ်ခုကိုကျွန်မမိဘပြည်သူများကိုပြောပြရပါမယ်။အဲ့ဒီနာရီသတင်းကတော့ UNG မှာဒုတိယဝန်ကြီးဆိုတဲ့အလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုရင်ကွယ်လွန်သွားခဲ့ပါပြီရှင်။အဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်ကတော့မာခိုးဤချစ်ထွန်းဆိုတဲ့သူဖြစ်ပါတယ်။တိတ်ဆုံးရတဲ့အကြောင်းရင်းကတော့အသေးကင်ဆာနဲ့တိတ်ဆုံးတယ်လို့သိရပါတယ်ရှင်။အသေးကင်ဆာနောက်ဆုံးအဆင့်ကျတော့မှသူ့ကိုနေဆက်စေရုံမှာပို့ဆောင်ပြီးတော့စိတ်ကူတနိုင်ခဲ့တယ်။ စက်တင်ဘာလ25ရက်နေ့လယ်12:00နာရီ6မိနစ်မှာတိတ်ဆုံးသွားခဲ့တယ်ဆိုပြီးတော့သိရှိရပါတယ်။ကျမအနေနဲ့ဒါလေးကအထူးကြကြပြောရမယ်နားရေးတဲ့တဲ့တော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီသတင်းကနေပြီးတော့ကျမတို့မြန်မာနိုင်ငံသားတွေတံဝေကယူစရာတစ်ခုရှိနေရတဲ့အတွက်ကျမဒါလေးကိုသတင်းအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်အညူကြီးအစိုးရဆိုပြီးဖွဲ့လိုက်တဲ့အဖွဲ့ထဲမှာအထင်ကရပုံကိုယ်ထဲမှာပထမဆုံးကြွယ်လွန်ခဲ့တာကဒီပုံကိုယ်ဖြစ်ပါတယ်။ ဒီလိုသိဆုံးမှုမြင်လိုက်တဲ့အခါမှာကျမအနေနဲ့လွန်ခဲ့တဲ့မကြသေးသောကာလကဖြစ်ပွားခဲ့တဲ့နာရီးတစ်ခုကိုပြန်ပြီးတော့သတိရမိပါတယ်။အဲ့ဒါကတော့ယာယီသမရကြီးဦးမြင့်ဆွေသိဆုံးခဲ့တုန်းကကွယ်လွန်ခဲ့တုန်းကဖြစ်ပွားသွားခဲ့တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ယာယီသမရကြီးဦးမြင့်ဆွေကွယ်လွန်သွားတော့ဆိုရင်အညူကြီးဘတ်တော်သားတွေဘာတွေပြောခဲ့ကြလဲဆိုတာမိဘပြည်သူများမှတ်မိပါရဲ့လား။ယာယီသမရဦးမြင့်ဆွေရဲ့နာရီးတရင်အောက်မှာဆိုရင်မตาဘယ်ဈေးလဲဆိုပြီးတော့လာမေးခဲ့ကြတဲ့ နီပိတ်တွေရဲ့ပြောဆိုချက်တရားယနေ့ချိန်ထိပူပူနွေးနွေးရှိနေသေးပါပဲဒီတော့သူတို့ရဲ့ NUG အဖွဲ့မှာလည်းတေဆုံးသူရှိလာပြီဆိုတဲ့အခါမှာကျမတို့ကသွားပြီးတော့မตาဘယ်ဈေးလဲလို့မေးမယ်ဆိုရင်သူတို့စိတ်ထဲမှာဘလို့ခံစားရမယ်လို့ထင်ပါတယ်ရှင်သူတို့ဘာတေဆုံးခြင်းကိုဝမ်းမနေဘူးဆိုရင်တော့မှဝမ်းသာတဲ့ကိစ္စမျိုးတွေဟာမလုံဆောင်တဲ့နဲ့အရာပါပဲကိုရောတနေ့ကျရင်တေဆုံးခြင်းနဲ့မကြုံနိုင်ဘူးလားကိုမိသားစုရောမကြုံနိုင်ဘူးလားလူသားအလုံးကြုံမဲ့ကိစ္စပါပဲရှင် ကျမတို့ကအတိတ်တည်းနဲ့တံဝေကယူတတ်ဖို့ပဲလိုပါတယ်။အခုဆိုရင်အညူကြီးမှာဒုဝင်ကြီးဆိုပြီးလုပ်နေရမှာခိုးဤချစ်ထွန်းဆိုတဲ့ပုံကောင်ကတိတ်ဆုံးသွားခဲ့ပြီပေါ့နော်။သူ့အနေနဲ့ဒီဘဝမှာပေါ့လေဦးချစ်ထွန်းဆိုတဲ့သူဖြစ်နေလူသားဖြစ်ရောက်ရှိလာတဲ့အချိန်မှာသူ့မှာပါလာတာတွေကအရင်ဘဝကရှိခဲ့တဲ့ကုသိုလ်တရားတွေကနေလက်ဆောင်မွန်အနေနဲ့ရှိလာတဲ့ပါရမီတွေပါလာတယ်။ဒါပြင်အရင်ဘဝလုပ်ခဲ့တဲ့အမှားတွေကနေပြီးတော့လေဝိကျွေးတွေလည်းပါလာတတ်တယ်။ဒီလိုရာတွေဒီဘဝမှာခံယူပြီးတော့ ဉာဏ်ပညာနဲ့နေထိုင်တဲ့အခါမှာသူဟာဆိုရင်သူ့မှန်တဲ့ထင်တဲ့ပတ်မှာသူရက်တည်သွားပါတယ်။ဒီလိုရက်တည်ရဲ့အခါမှာသူလောက်ကင်သွားတဲ့အရာတွေဟာပြည်သူလူထုတွေအခြားသောကဘာသူကဘာသားတွေမြန်မာနိုင်ငံသားတွေအတွက်ကောင်းကျိုးတွေဖြစ်စေတဲ့ဆိုရင်ဒီအကျိုးတရားတွေနဲ့သူဟာတန်တရာခီကိုဆက်အမှာဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ပဲသူရဲ့လှုပ်ဆောင်ချက်တရားမြန်မာနိုင်ငံသားတွေသွေးချောင်းစီးစေတယ်ဒုက္ခတရားတွေရောက်စေတယ်ဒုက္ခပင်လည်းဝေစေတယ်ဆိုရင်လည်းအကုသို့အထုတ်လေးပိုက်ပြီးတော့တန်တရာခီကိုဆက်လက်ပြီးတော့တူးတဲ့ရှောင်းလန်းရအောင်မှာဖြစ်ပါတယ် ကျမတို့အားလုံးဟာလည်းဒီလိုပါပဲကျမတို့အားလုံးပေါ့နော်သိဆုံးသွားတဲ့အချိန်ကျရင်လည်းကျမတို့ဒီဘက်မှာလုပ်ခဲ့တဲ့အရာတွေဟာကောင်းတာဆိုရင်ပါရမီအနေနဲ့ပါသွားမယ်နောက်ဘဝကျရင်သူများထက်ဉာဏ်ကောင်းမယ်တော်မယ်သူများထက်မြင့်မားတဲ့ဘဝမှာနေထိုင်ရမယ်ဒီဘက်မှာလုပ်ခဲ့တဲ့အကုသိုလ်တွေကတော့နောက်ဘဝထိပါမယ်အဲ့ဒီအကုသိုလ်အကျိုးဆက်တွေဝေကျွေးတွေကြောင့်နောက်မှကျရင်ရုပ်စင်းယူပကမွဲတည်မယ်စင်ရဲမွဲတည်မယ်အသိဉာဏ်မွဲတည်မယ်အဲ့ဒီမွဲတည်မှုတွေကြောင့်ဒုက္ခပင်လဲဝေမယ်ဆိုတဲ့အခြေအနေမျိုးတွေကြုံရမှာဖြစ်ပါတယ် တန်တရာကြောက်တတ်မယ်ဆိုရင်ကျမတို့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာတော်တော်ကိုအတိတ်တိနဲ့လုံဆောင်တက်လာပါလိမ့်မယ်။တန်တရာမကြောက်တတ်ဘူးဆိုရင်တော့လှုပ်ချင်ရလှုပ်တဲ့အနေအထားမျိုးရှိလာမှာပေါ့ရှင်။ဒါလေးကတန်ဝေကယူစရာပါပဲ။နာရီတရေဖြစ်တိုင်းမှာကျမအနေနဲ့တန်ဝေကယူစရာလေးပဲပြောပြပါရစေ။မကြောက်လဲဆိုတော့လူတွေအားလုံးကကိုယုံကြည်ရာကိုမှန်ကန်တဲ့ထင်တဲ့အရာကိုလုပ်ကြတာ။ဒီအတွက်ကောင်းကျိုးဆိုးကျိုးတွေကိုလည်းဘယ်သူမှဝေမျှပေးလို့မရပဲကျမတို့အားလုံးပဲခံရတာလေ။ဒါကြောင့်သိဆုံးသွားတဲ့အခါမှာလူသားတယောက်လိုပဲမြင်လိုက်ပါ။ ူလည်းသူ့ခရီးကိုသူထွက်သွားခဲ့ပါပြီ။ကျမတို့လည်းကျမတို့ခရီးအတွက်ကိုပြင်ဆင်ရမှာဖြစ်ပါတယ်။ဒါလေးကိုပဲဆင်ကျင်နိုင်မယ်ဆိုရင်တော့ကျမအနေနဲ့နိုင်သတင်းတင်ဆက်ရတာအကျိုးရှိရဲ့လို့ပဲကျမမြင်ပါတယ်ရှင်။မိဘပြည်များအားလုံးတန်ဝေးကယူပြီးတော့ဆင်ကျင်နိုင်ကြပါစေရှင်။မိဘပြည်သူများရှင်ကျမအခုထပ်မံတင်ဆက်ပေးရမှာကစိတ်မကောင်းစရာသတင်းလေးပါပဲရှင်။အဲ့ဒီသတင်းလေးကတော့မြကြီးနားမြို့မှာဆိုရင်အမျိုးသမီးတစ်ယောက်ကမမြင်ရက်ဆရာအနေထားမျိုးနဲ့တိတ်ဆုံးနေပါတယ်။ တည်ဆုံးနေတဲ့ပုံစံကတော့သူ့ရဲ့လေဘေးကိုဓာတ်နဲ့ထိုးခံထားတဲ့အခြေအနေတစ်ခုနဲ့တည်ဆုံးနေတာဖြစ်ပါရဲ့ရှင်။ဒီဖြစ်စဉ်လေးဖြစ်သွားခဲ့တာကတော့ကချင်ပြည်နယ်မြကြီးနားမြို့တီတာရက်ကွက်စူတောင်းပြည့်ဖယားနာမှာဖြစ်သွားခဲ့တာဖြစ်ပါရဲ့ရှင်။မျိုးသမီးတယောက်အိမ်နာမှာတိတ်ဆုံးနေရဲဆိုပြီးတော့လူမှုကူညီကယ်ဆယ်ရေးအသင်းနေစီကိုဒေသခံတွေကဆက်သွယ်လာတယ်။အဲ့ဒီခါမှာတာဝန်ရှိသူတွေနဲ့ကယ်ဆယ်ရေးအသင်းတွေတွားရောက်ကြတဲ့အခါမှာမျိုးသမီးကိုတိတ်ဆုံးနေရဲအနေထားမှာမြင်တွေ့ရတာဖြစ်ပါရဲ့ရှင်။ဒီဖြစ်စဉ်အရဆိုရင်စက်တင်ဘာလ28ရက်ညနေ4:00ခွဲမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မြို့သမီးရဲ့ညာဘက်နားအောက်တက်တဲ့နားမှာဓားထိုးဆိုင်ခံနာရတဲ့အနေအထားနဲ့သိဆုံးနေရဖြစ်ပါတယ်။ဒီတပ်ပုံမိဘပြည်သူများလည်းသတင်းဌာနတွေမှာမြင်ပြီးလောက်မှာပါရှင်။တော်တော်ကိုမကြည့်ရက်စရာမြင်ကွဲမှာပဲရှင်။အဓိကအခုချိန်မှာဆိုရင်တော့ဖြေရိုးဖြစ်စဉ်ကိုတော့တာဝန်ရှိသူအနေနဲ့စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။လောလောဆယ်တော့မျိုးစုံပတ်ဝန်းကျင်ကပြောဆိုနေရပေါ့နော်။တချို့ကျတော့လည်းသမီးစားချင်းရန်ဖြစ်လို့ဓားနဲ့ထိုးသွားတယ်ဆိုပြီးပြောဆိုတာလည်းရှိပါတယ်။အချို့ကျတော့လည်းပစ္စည်းလူရက်ခံရတယ်ဆိုတဲ့သဘောတရားမျိုးပြောဆိုတာလည်းရှိပါတယ်။ ဒါကတော့တိကျတဲ့ဖြေရဖို့အတွက်ရဲတပ်ဖွဲ့ဝင်တွေကဆက်လက်ပြီးတော့စုံစမ်းရအောင်မှာဖြစ်ပါတယ်။မြို့သမီးတွေကအင်မတန်လဲငယ်ရွယ်ပါတယ်။အသက်20ဝန်းကျင်သာရှိရဲဆိုပြီးသိရပါတယ်။သူ့ရဲ့မိဘတွေသတင်းကြားမယ်ဆိုရင်တော်တော်ကိုစိတ်မကောင်းဖြစ်မှာပါရှင်။ဒီမြို့သမီးတိတ်ဆုံးတဲ့အချိန်မှာဆိုရင်ဒီမြို့သမီးရဲ့ခန္ဓာကိုယ်မှာပေါ့နော်ဖုန်းနဲ့မှတ်ပုံတင်နေမတွေ့ပါဘူးတဲ့။ဆွေကျိုးလက်စုပ်အုပ်ထုံးတဲ့အဝတ်စားတွေပဲတွေ့ပါတယ်ဆိုပြီးတော့ပြောကြားထားပါတယ်။ဒါကြောင့်ဖြစ်စဉ်အားဆိုရင်ဘာကြောင့်ဖြစ်တယ်ဆိုတာကိုစဉ်းစားသုံးသပ်ခန့်နေပါတယ်။ဆွေကျိုးတွေ လက်စွပ်တွေကိုခြံခဲ့တာဆိုတော့လူရက်ခံရတယ်ဆိုရဲ့အနေအထားမျိုးဖြစ်ဖို့ကတော့ယာကန်လုံးနည်းနေရပေါ့နော်။ဒါမှမဟုတ်ဖုန်းကိုပဲလှူသွားပြီးတော့ဆွဲကြွေးလက်စွပ်တွေမချွတ်နိုင်တော့လို့ထားခဲ့တာလား။ဒီလိုမျိုးလည်းတစ်ဖက်ကလည်းစဉ်းစားကြည့်လို့ရပါတယ်။ဒါမှမဟုတ်လည်းမကြခင်မှာတီးမှုကဖြစ်ပေါ်မှာပါ။အဲ့ဒီခါကြားလို့ရှင်လည်းကျမအနေနဲ့မိဘပြည်သူများကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ဒီနေ့သတင်းသုံးသပ်ချက်လေးကတော့ဒီလိုမှုကင်းမျိုးတွေကျမောက်နိုင်ငံမှာခက်ဆိတ်ဆိတ်ဖြစ်လာပါတယ်။မျိုးသမီးလေးတွေအတွက်တော်တော်ကိုမလုံခြုံတဲ့လူမှုပတ်ဝန်းကျင်တစ်ခုဟာကျမောက်နိုင်ငံမှာကြီးထားစွာဖြစ်ပွားနေပါတယ်။ ရန်ကုန်မှာနေနေမန္တလေးမှာနေနေဒီလိုမျိုးနေဆက်တွေလက်နက်ကင်ပြိပခါတွေဖြစ်နေတဲ့ဒေသတွေနဲ့နီးတဲ့နေရာတွေကသူတွေဆိုရင်ပို့ပြီးတော့စိုးပါရရှင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာတယောက်နဲ့တယောက်ပေါ့နော်အဲ့လောက်ထိရဲဆက်ဆက်တက်ဖြတ်ရဲတဲ့အထိလက်ရဲဆက်ရဲနိုင်နေကြပြီလားဆိုတာလဲစိုးရင်စရာချိန်နေပါပဲစိုးရင်ရှိမှတ်ကိုကြော်နေပါပြီအမျိုးသမီးရဲ့ကလေးတငယ်တွေကိုတတ်ဖို့အတွက်အချို့လူတွေကဝန်မလေးကြတော့ဘူးရှင့်မင်းကလေးပဲမတတ်ပါနဲ့ကလေးပဲမတတ်ပါနဲ့ဆိုရဲ့အတွေ့အကြုံလည်းမရှိကြတော့ဘူး ရဲရွာတွေမှာဆိုရင်နိုင်ငံရေးအမြင်မတူရင်မိန်းကလေးတယောက်တတ်ဖို့လဲဝင်မလေးဘူးမတရားကျင့်လိုက်ဖို့လဲဝင်မလေးဘူးကလေးတယောက်ကိုကအစာတတ်ပြက်လိုက်ဖို့လဲဝင်မလေးကြအောင်ရှင့်ကျမတို့မြန်မာနိုင်ငံမှာရှိရဲ့အချို့သောလူတွေရဲ့စိတ်ဓာတ်ကအလောက်ထိကိုစိုးဝါပြီးတော့အောက်တန်းကျနေကြပါပြီဒါကြောင့်မျိုးသမီးအနေနဲ့နေ့စဉ်နေ့တိုင်းကိုယ့်ရဲ့ဘဝမှာလုံခြုံမှုရှိအောင်လို့ဦးစားပေးပြီးတော့နေထိုင်ကြပါဖြစ်နိုင်မယ်ဆိုတော့ဘယ်လိုတော့တော့တယောက်တည်းမသွားပဲနဲ့မိဘဆွေမျိုးတွေနဲ့သွားနိုင်ဖို့အတွက်ကိုစူးစမ်းပါဒါပြင်ညီမလေးတွေရှိတယ်အမတွေရှိရဲ့အကိုတွေမောင်တွေဟာဆိုရင်လည်း ိုယ့်ရဲ့ညီမကိုယ့်ရဲ့အမတွေကိုအရင်ခစ်တွေထက်အရင်အချိန်တွေထက်ပေါ့နော်ပုံမှုပြီးတော့စောင့်ရှောက်နိုင်အောင်ကြိုးစားကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်။မိန်းကလေးအနေနဲ့လည်းကိုယ့်ရဲ့ရည်စားဆိုပြီးတော့လည်းပြေဝမယုံပါနဲ့ရှင်။ရည်စားတွေကပဲတတ်သွားတဲ့အမှုတွေကလည်းအများကြီးပါပဲ။ဘလို့ပဲဖြစ်မိန်းကလေးတွေဆိုတာကခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာယောက်ျားလေးထက်အားနေပါတယ်။အနေရဲ့ကြုံလို့ရှင်ကိုကုတ်ကိုကာကွယ်ဖို့အတွက်ကအင်မတန်ခွင့်လန်းနေပါတယ်။ဒါကြောင့်အနေရဲ့မကြုံအောင်လို့တချို့နေရာတွေမှာကြိုတင်မျောမြင်တွေးစပြီးတော့လောက်ကန်နေထိုင်ကြပါလို့ကျွန်မအမျိုးသမီးများအားလုံးကို တိုက်တွန်းနှိုးဆော်လိုက်ပြရစီရှင်။မိဘပြည်သူများရှင်ကျွန်မတက်တရသတင်းလေးရလဲနာရေးသတင်းတစ်ခုပဲပြောရမှာပါရှင်။ဒီနေ့ကတော့သေဆုံးတဲ့သတင်းတွေပဲဇက်တိုက်တင်ဆက်နေရသလိုဖြစ်တဲ့အတွက်ကျွန်မအနေနဲ့မိဘပြည်သူများကိုတောင်းပန်အပ်ပါတယ်။သတင်းတွေကအဲ့လိုပဲဖြစ်နေရဆိုတော့လေကုတ်ไข่မှာလည်းဖြစ်စဉ်တစ်ခုရှိသွားပါတယ်။အဲ့ဒါကတော့ကုတ်ไข่မှာဆိုရင်ပျောက်ဆုံးသွားတဲ့ကလေးတယောက်ရှိရပါတော့။အဲ့ကလေးကိုပြန်လှည့်ပြီးတော့တွေ့ရှိခဲ့ပါပြီ။ဒါပေမဲ့တွေ့ရှိခဲ့တဲ့အနေထားကရင်းနှစ်သိမ့်ဆုံးနေတဲ့အနေထားနဲ့တွေ့ရှိခဲ့တာဖြစ်ပါတယ်။အလောင်းကိုပြန်တွေ့ခဲ့တာပေါ့နော်။ လောဆယ်ကုတ်ไข่မျိုးอ่ะဆိုရင်မိဘပြည်သူတို့သိရတိုင်းပါပဲ TNL ကထိန်းချုပ်ထားတဲ့မျိုးတစ်ခုဖြစ်ပါတယ်အဲ့ဒီမှာအသက်16နှစ်အရွယ်ကလေးငယ်တယောက်ကလွန်ခဲ့တဲ့3ရက်ကပျောက်ဆုံးသွားခဲ့ပါတယ်ဒီလိုနဲ့မိဘတွေကလည်းရှာကြခွေကြရပါရှင်ဒါပေမဲ့မတွေ့ခဲ့ပါဘူးဒီကလေးอ่ะဆိုရင်ကုတ်ไข่မျိုးရက်ကွက်သုံးပါနေထိုင်တဲ့မောင်တုတဖြိုးဆိုတဲ့ကလေးဖြစ်တယ်လို့သိရပါတယ်ဒီကလေးမှလည်းနောက်ကြောင်းရဆိုရင်လည်းရှိပါရှင်ဘာကြောင့်လဲဆိုတော့အဲ့ကလေးอ่ะဆိုရင်မိဘတွေကပညာရေးကိုအလေးထားတယ်လို့သိရပါတယ်ဘယ်လောက်တိအလေးထားလဲဆိုရင်မိဘတွေက သူ့ဗမာကျောင်းရောတရုတ်ကျောင်းရောတတ်ခိုင်းနေပေါ့နော်အဲ့လိုတတ်ခိုင်းတဲ့ခါမှာတိကလေးကအုံတော့မနိုင်မဲနဲ့အုံတော့မနိုင်ဆိုတော့သူ့ရဲ့နယ်စကားပေါ့နော်အဓိကတော့ဒီပညာရေးကိုသူ့အနေနဲ့ပြပြဝဝလိုက်ပြီးတော့မလုံနိုင်တဲ့အခြေအနေမှာသူ့အတွက်စာတွေကအရန်ခတ်နေတာပေါ့ရှင်တရုတ်စာဆိုတော့လည်းတော်တော်ခတ်ပါတယ်ရှင်ဒီမှာသင်ပွဲလူတွေသိရပေါ့နော်ဒါကတော့ကိုယ့်အခြေကိုယ့်ရဲ့မိရင်းဖရင်ဘာသာစကားမဟုတ်ဘူးလေကိုရမွေးရပါဘာသာစကားမဟုတ်တဲ့အတွက်သင်ရတာဘယ်ဘာသာစကားမဆိုခတ်ပါတယ်ကျမတို့ဆိုလဲဘာသာစကားသင်ကြားနိုင်တဲ့ဆွမ်းဆောင်ရင်အမတန်နှိမ့်ကြပါရဲ့ရှင့် ဒါကြောင့်ဘာသာစကားတွေဘောနော်ကြွကြွန့်ချင်ချင်တင်နိုင်ပြောနိုင်တဲ့သူတွေဆိုကျွန်မတော်တော်ချီကျူးလေးစားပါတယ်ကျွန်မအားကြတဲ့သူတွေမှာပါတော့ဗောရှင်ဒီကလေးကဆိုလဲဒီလိုပါပဲဘာသာစကားတင်တဲ့အခါမှာအခက်ခဲရှိခဲ့ပုံရပါတယ်ဒီအတွက်သူစိတ်ဖိစီးနေရဗောနော်ဒီလိုစိတ်ဖိစီးရဲ့အခါမှာအိမ်ကထွက်သွားတဲ့ပုံစံမျိုးဖြစ်ပြီးတော့ရင်းနှီးတိတ်ဆုံးတဲ့အနေထားနဲ့တွေ့ရှိရတာဖြစ်ပါတယ်ဒီတော့တိတ်ဆုံးတဲ့ကလေးကတော့တိတ်ဆုံးသွားခဲ့ပြီမိဘတွေအနေနဲ့ကလည်းဝမ်းနဲ့ပူဆွေးမှုတွေနဲ့လူလောကကြီးမှာကြံရစ်ခဲ့ရပြီဆိုတဲ့အခြေအနေတစ်ခုမှာကျမတို့ကမိဘတွေစီကိုပြောတဲ့ပြောထိုက်တဲ့စကားလေးရှိလာပါတယ် အဲ့ဒါပါလဲဆိုတော့ကလေးတငယ်တွေကိုပညာရေးနဲ့ပတ်သက်ပြီးတော့ကျမတို့ဖြစ်စေခြင်းနဲ့စိတ်ဆန္ဒတွေအများရှည်ပေါ့နော်မိဘဆိုတော့တော့ကိုယ့်ရဲ့သားသမီးကိုအတော်ဆုံးဖြစ်စေချင်တာဒါမိဘတိုင်းမှာပဲဒါပေမဲ့ကိုယ့်ရဲ့သားသမီးရဲ့ဉာဏ်ရည်ဉာဏ်သွေးသူ့ဝါသနာပါတဲ့အရာသူ့မှာရှိရဲစွမ်းဆောင်ရည်တွေကိုကျမတို့မိဘတွေကအကဲဖြတ်နိုင်မှုလိုပါတယ်ကလေးတွေမှာကိုယ်ပိုင်စွမ်းရည်တစ်ခုစီရှိပါတယ်ကိုယ့်ရဲ့ကလေးကစာညံ့နေရဲဆိုတာနဲ့ဖိအားပေးစရာမလိုပါဘူးရှင့်ကိုယ့်ကလေးမှာသူများကလေးထက်သာတဲ့စွမ်းဆောင်ရည်တစ်ခုမို့တစ်ခုတော့ပါလာမှာပါ ဒါလေးကိုသေချာရှာဖွေပြီးတော့ဒီအရာကိုပြုစုပြောထောင်လိုက်မယ်ဆိုရင်ဒီကလေးလေးရဲ့ဘဝဟာအစဉ်ပြေချောမွေ့စွာနေထိုင်သွားဖို့အတွက်လမ်းကြောင်းလေးတွေပွင့်သွားမှာပါဒါလေးကကျမတို့မြန်မာနိုင်ငံကပေါ့နော်အချို့တော့မိပါရင်စဉ်းစားဖို့ပြောပြတာပါခုနောက်ပိုင်းသင်စာပညာတွေကအရင်များလေချုပ်ကလေးကတော်တော်သနာဖို့ကောင်းပါရှင်မနေ့ဆိုကြောင်းတက်တယ်ပြန်လိုက်ဘာသာစကားကိုမှတစ်ခုမုံနှစ်ခုသင်ခိုင်းတယ်ပြီးလို့ရှိရင်ကွန်ပျူတာသင်တဲ့အစုံပေါ့နော်အဲ့လိုမျိုးရင်ရတော့ဒီကလေးဟာသင်ကြားမှုနဲ့နေစင်နေတဲ့နေထိုင်နေရတယ်ဆိုပေမဲ့သူ့မှာအုံနောက်ဟာ လွတ်လပ်စွာ ဖွံ့ဖြိုးရမယ့်အချိန်မရှိဘူးဖြစ်နေတယ်။အဲ့ဒါတွေကကလေးတောင်ပုံစံခေါ်တဲထိုက်လာတာနဲ့အတူတူပဲ။ပညာရေးကိုကျမအားမပေးတာမဟုတ်ဘူးနော်။သင်သင်သင်ထိုက်တဲ့ပညာတွေကိုသင်ပေးရမယ်။အဲ့ဒီလိုပဲကလေးမှလည်းနားချိန်ဆိုတာရှိရပါတယ်။လူကြီးတောင်အုံနောက်ကိုအနာပေးရတဲ့အချိန်ဆိုတာရှိပါတယ်။ကလေးကြောင်ကစားခြင်းနဲ့ကလေးရဲ့စိတ်ပန်းဖြေတာသူတို့အုံနောက်ကိုဖွံ့ဖြိုးအောင်လုပ်တဲ့လှုပ်ရှားမှုကကစားတာပဲ။အဲ့တော့ကစားချိန်လေးလည်းပေးကလေးကိုနားချိန်လေးလည်းပေးပညာသင်တဲ့အချိန်လေးကိုလည်းပေးဒါဆိုရင်တော့ကိုယ်ကလေးက တော်ကြီးမဟုတ်ရင်တော့မှအညံ့စားသူဖြစ်နေတော့မကြည့်ဖြစ်မှာအောင်ရှင့်ကျမတို့ကပိုင်းမှာရှိတဲ့လူတွေအားလုံးကလူတော်တွေကြီးပဲနေထိုင်တာမဟုတ်ဘူးလေလူကောင်းတွေလည်းနေထိုင်ကြတယ်ပြီးတော့ကပိုင်းမှာပျော်ရွှင်စွာနဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့သူတိုင်းကလူတော်တွေကြီးပဲမဟုတ်ပါအောင်ရှင့်လူကောင်းတွေကလည်းဘဝကိုကောင်းကောင်းကိုဖြတ်သန်းနိုင်ပါတယ်ဒါ့အပြင်ကိုယ့်ရဲ့ဘဝကိုအမှန်ကန်ဆုံးရှုမြင်နိုင်တဲ့သူတွေဟာလည်းဘဝကိုအေးချမ်းစွာဖြတ်သန်းနိုင်ပါတယ်ဒါလေးစဉ်းစားပါကိုယ့်ကလေးညံ့လို့ရှင့်အမှန်ရမဖြစ်နဲ့ပေါ့နော်ကျမငငယ်ပြောသလိုပါရှင် ကလေးမေးလိုက်လို့ရှင်ဆရာဝန်လုပ်မယ်အင်ဂျင်နီယာလုပ်မယ်အကုန်တပြေးညီဖြေကြတယ်။ဒါဖြစ်လို့လည်းမိဘတွေကဖြေကိုင်းလို့တဲ့အဲ့လိုဖြစ်နေရဲ့ရှင်။ကလေးတွေမှာပါလာတဲ့အရာလေးတွေလွတ်လပ်စွာစဉ်းစားတွေးခေါ်တက်ဖို့လိုတယ်။ပြီးတော့ကပိုင်းမှာရှိရဲဘယ်လို့မဆိုဂုံငယ်တယ်ဆိုတာမရှိပါဘူး။သူများပစ္စည်းခိုးစားတာမှမဟုတ်တာ။ဆရာဝန်လည်းကုန်ရှိရဲအင်ဂျင်နီယာလည်းကုန်ရှိရဲလေသမားဦးကြီးလည်းကုန်ရှိရဲသူတို့စိုက်ပျိုးပေးလို့ကျမတို့စားရတာလေစံနေထမင်းနေပါလေခင်းဥစားတွေပါလေဟုတ်တယ်မလားအဲ့လိုပဲ ရေလုံသားတွေလည်းဂုံးရှိရပဲသူတို့တော့ငါမဖမ်းပေးကျမတို့ဘလို့ကိုောက်တော့ဖမ်းစားတက်လားမစားတက်ဘူးကျမဟုတ်တယ်နော်ဒါပြင်ဟိုဆောက်လွယ်လုပ်တဲ့သူတွေလည်းဂုံးရှိရပဲသူတို့မဆောက်ပေးကျမတို့ကိုယ့်ဝင်ကိုယ်ဆောက်ပြီးနေတက်လားနေတက်ဘူးနောက်ဆုံးခေါင်းရက်ပြတ်ထိုးတဲ့လေးတောင်မှသူတို့ရောင်းပေးလို့ကျမတို့ဝဲရတာလေကိုောက်ကိုယ်ဆိုလဲတော့တဲ့ခင်ဆင်းပြီးတော့ကစုံရက်လည်းခုမစားနိုင်ဖားလည်းကောက်မစားနိုင်ဟုတ်တယ်မလားအားလုံးဟာသူ့နေရာနဲ့သူအတုံးဝင်တဲ့သူတွေအကြီးပါပဲဒါတွေကိုလေးစားတက်ဖို့လိုတယ်ဒီလိုစိတ်ထားနေတယ်မိမိကလေးမှာ ရှိလာဖို့အတွက်သင်ကြားပေးဖို့လိုပါတယ်ဒါအဓိကချက်ပါပဲဒီသတင်းလေးကနေကျွန်မပေးခြင်းနဲ့မစိတ်လေးရတော့နည်းများတော့တာပေါ့နော်ဒါပေမဲ့မိဘပြည်သူတွေအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အခုလိုမျိုးစိတ်ပြေစီပြီးတော့သေဆုံးသွားတဲ့ကလေးအမြင်စိတ်မကောင်းလို့ပါရှင်ဘလိုပဲဖြစ်ဖြစ်တဲ့တလို့ပေါ့နော်ကျမတို့ဗုဒ္ဓဘာသာယူဆရဆိုရင်မြစီမပြိပဒလဲလက်လန်းစင်အကောင်းဆုံးပါပဲအရာအလုံးကြားချပြီးလုံနိုင်နေဆိုရင်အချိုးစီဝါကြီးမပါတယ်စိုးကျိုးနေတာပါရှင်ဒါလေးဥဒါတံဝေကရှူဖို့အတွက်ဒီသတင်းလေးကနေပြီးတော့ကျမတင်ဆက်ပေးလိုက်ပါရစေရှင် မိဘပြည်သူများရှင်ကျွန်မခုတက်ဆက်ပေးမှာသတင်းတို့လေးတစ်ပုတ်ပါပဲသတင်းလေးကောင်းစဉ်အောင်ကျွန်မပေးထားတလိုင်းပြီးတလိုင်းနဲ့တပွဲပြီးတပွဲပေါ့နော်တော့မိဘပြည်သူများအတွက်ကောင်းစဉ်ဖတ်ပြီးစဉ်းစားမှာပေါ့အဲတလိုင်းပြီးတလိုင်းလုပ်နေရဘသူတွေလဲတပွဲတပွဲလုပ်နေရဘသူတွေလဲဆိုပြီးစဉ်းစားမှာပေါ့နော်တလိုင်းပြီးတလိုင်းဆိုတဲ့စကားကတော့ရှင်းပြအန်ယူဂျီဘက်တော်သားရဲ့ဘက်ကလာတဲ့စကားပါသူတို့ဆိုလိုချင်တာကတော့သူတို့ရဲ့တိုက်ခိုက်ရေးလှိုင်းညာတလိုင်းပြီးတလိုင်းလာပြီးတော့မြမတက်မလို့တိုက်ခိုက်မယ်ပေါ့ဆိုပြီးပြောခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီတလိုင်းပြီးတလိုင်းကဂျားတွေကနေပြီးတော့ ခတ်တောက်တဲ့သူများသွားတာပေါ့ရေတွေခတ်တောက်တဲ့သူများသွားတဲ့ခါကျတော့အဲ့ climate တလှမ်းလည်းအားမရှိတော့ဘဲနဲ့ရောကြသွားတဲ့ချိန်မှာမြန်မာတက်မွားကြတော့အင်ပြည့်အားပြည့်နဲ့အခုထိုးစစ်တွေကိုတလိုင်းမီတလိုင်းဆင်လွှဲလာတယ်။ဒါတော့တလိုင်းမီတလိုင်းဆိုတဲ့ဇကာကမြန်မာတက်မွားအတွက်ဇကာကျမတရင်အတိတ်ပဲပါကမြန်မာတက်မွားနောက်ချုံမျိုးကိုတိုက်ခတ်သိမ်းပိုက်တဲ့အခုဆိုအောင်မြင်မှုတွေရရှိလာတယ်။ကြောင်မဲကိုလည်းလာတော့မယ်ဆိုတဲ့အခြေအနေကမြန်မာတက်မွားဟာထိုးစစ်တွေကိုတလိုင်းမီတလိုင်းဆင်လွှဲလာတယ်။သူတို့ပေးတဲ့ဇကာဒါပေမဲ့မြန်မာတက်မွားအတွက်ကကိုက်ညီသွားတယ်။ တပွဲပြီးတပွဲဆိုတဲ့ဇာတ်ကားကြတော့ကျွန်မပိုစတာလေးတစ်ခုပြပါမယ်ဒီမှာပြည်ပြင်းဥပညာရှင်ဖြစ်တဲ့လင်းလင်းနဲ့ချစ်သူဝေကပွဲလုပ်ဖို့ရှိရပေါ့နော်ရောင်နီဆိုပြီးနာမည်ပေးထားပါတယ်အော်တိုဘာလ16ရက်နေ့မှာပြုလုပ်မှာဖြစ်ပါရဲ့ရှင့်ဒီပွဲလေးကိုတော့ကျွန်မတို့အနေနဲ့တကူတကကြညာဆရာမလို့ပါသူတို့ဘက်ကလူတွေတည်ပြီးသားပါကျွန်မပြောချင်တာကတော့တပွဲပြီးတပွဲလုပ်နေတာသူတို့တွေဆိုတာကိုပြချင်တာပါစူးစမ်းပန်းစားအောင်တပွဲတပွဲလုပ်နေပါတယ်ဘာကြောင့်လဲဆိုတော့ရာခိုင်နှုန်းနေကြကြလို့လေ ဥစားနေရှားရတော့မယ်လေနိုင်ငံခြားရောက်နေကြတာဆိုတော့မြန်မာနိုင်ငံမှာလို့ရွှေရှင်လည်းရိုက်လို့မရဘူးတချင်းလည်းသွားဆိုလို့မရတဲ့ခါကျတော့ခေါင်းစဉ်တက်ပြီးတော့ပဲပတ်စံရှားတဲ့အနေအထားတစ်ခုပါပဲဒါအောင်ပံပိုးတဲ့သူတွေလည်းရှိမှာပါသွားကြည့်ရင်မြန်မာတွေလည်းရှိမှာပါသူတို့ဥပညာကိုကြိုက်တဲ့လူတွေလည်းသွားကြည့်ရင်ကြည့်မယ်တော်လိုင်းရေကိုအပိတ်ကျင်တဲ့သူတွေသွားကြည့်ရင်ကြည့်မှာပေါ့ရှင်ဒါကတော့ကိုယ့်ရဲ့တကူစားရွေးချယ်မှုဖြစ်တယ်လေကျွန်မဘာမှမပြောချင်ပါဘူးကျွန်မပြောချင်တာကျွန်မခေါင်းစဉ်အတိုင်းပါပဲတလိုင်းပြီးတလိုင်းထိုးစစ်ဆင်နေတာမြန်မာတက်မလို့ဖြစ်ပြီးတော့တပွဲပြီးတပွဲလှုပ်ရှားခွင်နေဖန်နေတာကတော့ အန်ယူဂျီဘတ်တော်သားတွေပြည်ပြည်နှုပြန်ရှင်တွေဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့တလှိုင်းမီတလှိုင်းကိုအားပေးမလား၊တပွဲပြီးတပွဲအားပေးမလားဆိုတာကတော့ကိုယ်တိုင်စိတ်ကြရွေးချယ်ကြပါရှင့်။ဒီပိုင်းတော့ကျွန်တော်တို့ဘာမှဝယ်ရောက်ဆုတ်ဖက်ပြီးတော့မပြောချင်တော့ပါဘူးရှင့်။မိဘပြည်သူများရှင့်ကျွန်မကတက်ဆက်ပေးမယ့်သတင်းက AA ရဲ့သတင်းနဲ့သက်ဆိုင်ပါတယ်။ AA နဲ့ AA နဲ့သက်ဆိုင်တဲ့သတင်းပြောတိုင်းကျွန်မနည်းနည်းတော့စိုးရိမ်မှုရှိရဲ။ဘာကြောင့်လဲဆိုတော့ AA အကြောင်းပြောရင်ထုံးမြင့်နိုင်မှာပါမဖြစ်ပါတော့။အဲ့လိုပါလာတဲ့ခါကျရင်ထုံးမြင့်နိုင်ရင်မတန်ချစ်ခင်တင့်တက်ကြတဲ့ အကိုခြေတွေအမခြေတွေကကျွန်မလာဆဲကြတယ်ရှင်းသေးလားအဲ့ဒါလည်းကျွန်မခါကြရင်မခံနိုင်တော့အောင်နောက်တယ်ဒီတော့အဲ့ဒီအကိုခြေတွေအမခြေတွေကျွန်မပြောချင်တာပေါ့နော်ကျွန်မတို့ဒီအသက်ရွယ်ရှာပေါ့ရှင်ကျွန်မတို့အသက်ရွယ်ရကျွန်မတို့လေ့လာခဲ့တဲ့သမိုင်းကြောင်းတွေအရာအကိုခြေတို့အမခြေတို့သတိပြုဖို့အတွက်ပေါ့နော်ကျွန်မပြောပြချင်တာလေလူပုဂ္ဂိုလ်တယောက်တည်းကိုပဲတားခတ်ထားပြီးတော့ချစ်ခင်နှစ်သက်ကြီးညိုနေတဲ့အဖွဲ့စည်းတွေအကြဆုံးနေရှင်ဘယ်လောက်ထိအင်အားကြီးမားပါစေအကြဆုံးနေဘာကြောင့်လဲဆိုလူပုဂ္ဂိုလ်တယောက်တည်းကိုဗဟုပြုနေတဲ့အတွက်အဲ့လူပုဂ္ဂိုလ်မရှိရင်လည်းအကြရှုံးနေတယ် အဲ့လူပုဂ္ဂိုလ်ကမှားရင်လည်းကြာရှုံးတယ်။အဲ့လူပုဂ္ဂိုလ်သုံးမကြရင်လည်းကြာရှုံးတယ်။ဒီသဘောတရားလေးကိုအကိုချေတို့အမချေတို့သိဖို့အတွက်လည်းကျွန်မထင်တယ်စေတနာရှိထားပြီးပြောပြလိုက်ပြစေ။လွဲဖြစ်အခုချိန်ကြီးကျွန်မတို့ကပြည်တော်စုဘောတိုင်းသားတွေပဲဖြစ်နေရဆိုတော့လေစေတနာစကားလေးတပွင့်တပွင့်ပါရှင်။အဲ့လိုပဲသဘောထားလိုက်ကြပါဘောနော်။အဲ့တော့အေအေရဲ့အခြေအနေလေးပေါ့။အကိုချေတို့အမချေတို့တချို့လေးပေါ့လေ။အကုန်လုံးကတော့နှစ်တန်တန်းမဟုတ်ပါဘူးအေအေကို။အေအေကြောင့်ရခိုင်ပြည်နယ်ပျက်စီးရဲဆိုတော့အမှန်တမ်းသိရရခိုင်လူမျိုးပညာတတ်တွေလည်းအများကြီးရှိပါတယ်။သူတို့တော့ကတော့ဒီသတင်းကမသက်ဆိုင်ဘူးပေါ့နော်။ ဒီတဲ့နဲ့တက်ဆိုင်တာကအေအေနဲ့ထွတ်မြက်နိုင်အောင်အသေးခိုက်အောင်ချစ်တဲ့အကိုချီတို့အမချီတို့တွေ့ပါပဲအကိုချီတို့အမချီတို့အားပြနေတဲ့အေအေအဖွဲ့စည်းရဲ့အနေထားလေးကိုကျွန်တော်ရေဆုံးပြောပြပါမယ်အကိုချီတို့အမချီတို့ကသာအေအေကဘာပူလဲညာပူလဲဆိုပြီးတော့အရန်နေချီမွန်ကန်ဖွင့်နေဆိုပေမဲ့နိုင်ငံတကာကအေအေအဖွဲ့စည်းကိုတရားဝင်သိမှတ်ပြုထားတာဘယ်နိုင်ငံမှမရှိပါဘူးရှင့်နောက်ထပ်တစ်ချက်ကကြတော့မြန်မာနိုင်ငံရဲ့ကြေညာချက်မှာအေအေဟာဆိုရင်အကြမ်းဖက်အဖွဲ့စည်းတာဖြစ်ပါတယ်တရားဝင်ကြေညာထားပြီးဖြစ်ပါတယ် နောက်ထပ်တစ်ချက်ကတော့ဘင်္ဂလားဒေ့ရှ်နယ်ကြားစောက်တက်ကအေအေကိုဘယ်လိုသဘောထားလဲဆိုတော့အကိုချေတို့အမချေတို့သိပါရဲ့လားဘယ်လိုသဘောထားလဲဆိုတော့အေအေကသူတို့ဘင်္ဂလားဒေ့ရှ်တွေကိုစိတ်ကြွစေးတွေရောင်းဝယ်ဖောက်ကားနေတဲ့အစံဖတ်အဖွဲဖြစ်တဲ့ကမ္ဘာအောင်ကျင်ညာထားပြီးသားဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ဘင်္ဂလီအင်အားစုတွေဘင်္ဂလီအင်အားစုတွေအတွက်ကလည်းအေအေဟာဆိုရင်သူတို့ဘင်္ဂလီတွေကိုနေ့စဉ်နေ့တိုင်းတပ်ဖြတ်ရုပ်မာနေတဲ့အစံဖတ်အဖွဲစည်းဖြစ်နေပုံရုံးတင်နိုင်မှုအတွက်စူးစမ်းနေပါတယ် ဒီတော့အကိုချေတို့အမချေတို့ကအရန်ကိုအထင်ကြီးလေးစားနေရဲ့အေးအေးဟာဆိုရင်ဘဲရှူတောက်ကကြည့်ကြည့်အကျမ်းပတ်အဖွဲစည်းဆိုတဲ့ခေါင်းစဉ်အောက်ကနေမလွတ်သေးပါအောင်ရှန့်ပို့ပြီးတော့မှအဲ့ခေါင်းစဉ်အောက်ကိုကြားရောက်နေပါသေးရဲ့အခုဆိုရင်မိုးရဲ့ရာစားဆိုတဲ့နာမည်ခုတော့တိုးလာပြီပေါ့နော်ကဘာကြီးမှအေးအေးရဲ့အနေထားကဆိုတဲ့အခါကျတော့လွန်ခဲ့တဲ့ရက်ပိုင်းရဆိုရင်ပေါ့နော်ကျမတို့ကအကိုချေတွေအမချေတိအောင်ပြောပြတာလွန်ခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ရဆိုရင်အကြိမ်80မြောက်ကုလသမဂ္ဂထရေးညီလာခံကျင်းပသွားတယ်လေအဲ့ဒီမှာဘင်္ဂလားဒေ့ရှ်ကဂျာပြက်အစိုးရအဖွဲ့ခေါင်းဆောင်က မေကွန်းတက်ပြောသွားပါတယ်မေကွန်းပြောတဲ့ခါမှာအေအေအဖွဲ့ចောင်းပါပါတယ်ဘလို့ပြောသွားလဲဆိုရင်အေအေအဖွဲ့ဟာတဲ့သူတို့ရဲ့ဘင်္ဂလီလူမျိုးတွေကိုဒုက္ခပေးနေရဲဆိုပြီးတော့ပြောထားတာပေါ့နော်ဒါပြင်ဟိုမြန်မာနိုင်ငံမှာတဲ့ရှိတဲ့အေအေအဖွဲ့ကိုနိုင်ငံတကာကဖိအားပေးဖို့လိုအပ်တယ်ရခိုင်မှာရှိတဲ့လူမျိုးစုဆိုင်ရာပါဝင်ပတ်သက်သူတွေကိုလည်းနိုင်ငံရေးရအဖြေရှာဖို့လိုအပ်တယ်ဆိုပြီးပြောသွားပါတယ်ဒါပြင်နောက်ထပ်ပြောသွားတာကနိုင်ငံတော်တိုင်ဝမ်ကနေပြီးတော့တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရန်ပုံငွေတစ်တွေကို ်ဘင်းငံလေးရေးစီကိုစီးစင်လာဖို့အတွက်လည်းစူးစမ်းဆောင်ပေးပါဆိုပြီးတောင်းဆိုသွားပါတယ်အခုလိုမျိုးကုလသမဂ္ဂအထိအေအေနဲ့ပတ်သက်တဲ့ကိစ္စတွေတက်ပြောရတဲ့ရွယ်ချက်ကိုကျွန်မမြင်လာတော့နှစ်ခုရှိရပေါ့နော်ပထမတစ်ခုကတော့ဒီကဘာအနှံ့မှာရှိနေတဲ့မွတ်စလင်တိုင်းဝိုင်းတွေပေါ့ရှင်ဘင်္ဂလီတိုင်းဝိုင်းတွေစီကနေပြီးတော့ရန်ပုံငွေတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုစီးဆင်းလာဖို့အတွက်စူးစမ်းခြင်းပဲပြောရမယ်ဆိုတော့ဘင်္ဂလီတွေဘန်းပြပြီးပတ်စံတောင်းနေတာပေါ့မြောက်ပြစံတောင်းခြေနေမျိုးပေါ့ဒါကရည်ရွယ်ချက်တစ်ခုဒါကြောင့်လက်ရှိကို သူတို့လက်တွေမှာမြင်မြန်ဆန်ရနိုင်တဲ့အကျိုးမြတ်နေနဲ့ဒါလှုပ်တာပေါ့နော်ဒီရွေချက်နောက်ထပ်ရွေချက်တစ်ခုကကြတော့ A အဖွဲ့ကစံပတ်အဖွဲ့ဖြစ်ပါတယ်ဆိုတာကိုကဘာကြီးစီကိုအခုကလေးကနေပြီးတော့သတင်းစကားကြိုပြီးတော့ပါထားတာဖြစ်ပါတယ်ဒီလိုသတင်းစကားပါတဲ့ရွေချက်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့လှေစီးပြီးရောက်လာတဲ့ခိုးဝင်ဒုက္ခသည်အမိခံဘင်္ဂလီတွေဟာရခိုင်ပြည်နယ်ကိုသိမ်းနိုင်တဲ့အချိန်ကြာလို့ရှိရင်အကြောင်းပြချက်ကောင်းကောင်းပေးနိုင်အောင်လို့နှစ်ပေါင်း20 30စာကြိုတင်ပလန်ချထားတဲ့ပြည်သိမ်းစီမံချက်သာဖြစ်ပါတယ် ီတော့ဒီသတင်းနားထောင်ပြီးတော့အကိုချေတို့အမချေတို့အနေနဲ့အေအေရဲ့အနေထောင်မျက်စိရဲ့မြင်ပါရဲ့လားအေအေဟာဘယ်နာမှမှတရားဝင်ခြင်းမရှိဘူးတရားမဝင်အဖွဲ့အစည်းအကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့မြန်မာနိုင်ငံရဲ့လက်ခံတဲ့နိုင်ငံတကာလက်ခံတဲ့ဘင်္ဂလီရဲ့လက်ခံထားတယ်ဆိုတဲ့အခါကျအေအေပေးတဲ့ပြုံးလဲချက်အိမ်မက်ကိုအကိုချေတို့အမချေတို့နှစ်ခုကိုလက်တင်ပြီးစဉ်းစားကြည့်လိုက်ပါအေအေပြောသလိုမျိုးထွန်းမျက်နှာကြီးပြောသလိုမျိုးရခိုင်ပြည်နယ်ကခွဲထွက်သွားပါပြီတဲ့အကိုချေတို့အမချေတို့ရခိုင်လူမျိုးဆိုပြီးဂုံရှိစွာရက်တည်နိုင်မယ်လို့ထင်ပါသလား အေအေဟာရခိုင်ပြည်နယ်ကိုဖက်ထွက်လိုက်နိုင်ပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်ကနေခိုးဝင်ပြီးတော့ရောက်လာတဲ့ဘင်္ဂလီတွေကရခိုင်မြေမှာပြန့်သွားပါလိမ့်မယ်။အဲ့ဒီဘင်္ဂလီရဲ့အခွင့်အရေးကိုအကိုချီတို့အမချီတို့ပေးရမှာပါ။အခုတော့မှထွမျက်နိုင်ဗလီရီလိုက်ဆောက်ပေးနေရတာမြင်တယ်နော်။အဲ့ဒါဟာလွန်ဆန်နိုင်ခြင်းမရှိတဲ့အကြောင်းတရားတချို့ကြောင့်ရှင့်။အကိုချီတို့အမချီတို့ပညာလေးနည်းနည်းတက်တယ်ဆိုတော့မှနောင်ရီးကိုမျှော်တွေးပြီးတော့ကြည့်လို့ရပါတယ်။အကိုချီတို့အမချီတို့ပြည်အောင်စုဘွားတိုင်းရင်းသားအနေနဲ့နေမယ်ဆိုရင်ရခိုင်လူမျိုးဆိုတာကြံတယ်နော်။ ခွဲထွက်သွားရင်တော့ရခိုင်လူမျိုးဆိုတာကြမ်းမှာမဟုတ်ဘူးရှင့်အများဆုံးနှစ်ပေါင်း30ပဲဆောက်ရခိုင်လူမျိုးဆိုတာရခိုင်ပြည်ကနေပျောက်သွားလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဘင်္ဂလီတဲ့သားဖောက်နှုံးကရခိုင်ပြည်နယ်ဝါမျိုးပြီးတော့မလုံလောက်ဘူးရှင့်နောက်ထပ်နှစ်ပေါင်း100 150လောက်ကြာလို့ရှင့်သူတို့လူရဲလို့ပဲပွားများအချိန်လုံပြီးတော့ငတ်ပြတ်တိုင်းဖြစ်လာမယ်ဒုက္ခရတိုင်းဖြစ်လာလို့ရှင့်ရခိုင်ပြည်နယ်နဲ့နယ်ဆက်မြေကတ်နေရဲ့အချိန်ကြာရင်ကျမတို့ပြည်တော်စုရဲ့မြေတွေကိုထပ်ပြီးတော့မျက်စောင်းထိုးဦးမှာပဲသူတို့လောဘကိုကပြည့်ရလို့မရှိဘူးရှင့် ဒါကြောင့်ကျမတို့ကခစ်စနစ်မှာအုံနောက်ရှိရှိနေတတ်ဖို့လိုတယ်။ရခိုင်ပြည်နယ်ရဲ့စီးကိုကျမတို့ပြည်တော်စုဘွားတိုင်းသားတွေအားလုံးဆောက်ရှောက်ဖို့လိုတယ်။ရခိုင်ပြည်နယ်မှာအခုဆိုရင်ရခိုင်နေမနေနိုင်တော့ဘူး။ဘင်္ဂလီရဲ့လူဝင်ရများတယ်ရှင့်။ရခိုင်မိသားစုတစုမှာမိသားစု6အများဆုံးရှိလို့ရှင့်သူတို့စီမှာရောက်60ရှိရယ်။10ဆလောက်กว่าတယ်။ဒါကြောင့်ကျမတို့ကရခိုင်မျိုးကိုပြန်ပြီးတော့တိုက်ယူပြီးပြီဆိုတော့ကျမတို့တဒိုင်းခတ်ဖို့တော့လိုမယ်လို့ကျမမြင်နေပါတော့။ ဒီတရားကြီးကိုဖြစ်နိုင်ရင်သူများနိုင်ငံလိုလှက်စစ်တွေပါလှော့ထားလိုက်ပါရှင့်မီးမှန်ဖို့လည်းလိုတာပေါ့နော်မီးမှန်တယ်ဆိုလှက်စစ်တွေလှော့ထားလိုက်ဘင်္ဂလီတို့လုံးဝဝန်ကွယ်မပြုနဲ့တော့ဒါပြင်ကိုဒုက္ခသည်တွေကိုလည်းသူတို့နိုင်ငံတွေစီကိုပြန်ပို့နိုင်အောင်လို့ကျွန်တော်လမ်းပေါင်းစုံနဲ့စ조사ရမယ်အဲ့ဒါပြင်ကိုကျွန်တော်တို့ဒီလူမျိုးဝါမျိုးတာမခံအောင်လို့ရခိုင်ပြည်နယ်မှာရှိတဲ့မြေတွေကိုရွာတွေပေါ်ဆောင်ပြီးကျွန်တော်တို့တိုင်းရင်းသားတွေနေရာချဖို့အတွက်စ조사ရမယ်ကျွန်တော်စိတ်ကူးတာပေါ့နော်ကျွန်တော်စိတ်ကူးမိတာဆိုရခိုင်ပြည်နယ်မှာရခိုင်လူမျိုးတွေ တင်းပြည့်ချက်ပြည့်မနေနိုင်ဘူးမခိုင်လူမျိုးလူမျိုးအလောက်မရှိဘူးမြေကအကြီးလူမျိုးကနည်းနည်းလေးဖြစ်နေတာဆိုတော့ပြည်တော်စုထဲမှာရှိရထားတိုင်းသားတွေပေါ့နော်ဒီရခိုင်ပြည်နယ်မှာဆိုရင်ကျွန်မရွာလေးလိုက်ဆောက်ထားပြီးတော့ဒီနေဆက်မြင်းနေမှာရွာလေးအဲ့ဒီရွာလေးကြားထဲမှာဆိုလဲစစ်တပ်တွေကျွန်မချထားမယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ရွာလေးမှာလက်စစ်မီးရေစိုက်ပျိုးရေးတွေအစင်ပြောင်းကျွန်မလုပ်ပေးမယ်စေုံတွေဆောက်ပေးမယ်ပြီးရင်ဗမာလူမျိုးတွေအခြားတိုင်းသားတွေအဲ့ဒီနေမြေမှာနေခြင်းအလားနေအိုးပိုင်အိမ်ပိုင်ပေးမယ် စိုက်ပျိုးဖို့အတွက်မြေတွေပါပေးမယ်ဆိုပြီးတော့ပြည်တော်စုပါတိုင်းရင်းသားတွေကိုအဲ့လိုခွဲချမ်းပြီးတော့ကျွန်တော်တို့နေရာချထားပေးရင်တော့တင့်တော်မယ်လို့ထင်ပါတယ်ပါတော့ကျွန်တော်ရုရှားမှာဆိုရဲအဲ့လိုမျိုးရှိပါတယ်သူတို့ကနေဆက်မြင်းမှာချို့ကမနေနိုင်ဘူးပေါ့နော်ရာသီဥတုအရန်အေးတော့လေအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ဒီနေဆက်မြင်းမှာရှိရဲမြို့တွေမှာနေမယ်ဆိုရင်သူတို့ကထောက်ပံ့ကြီးတွေပေးတယ်အဲ့ဒီနေဆက်မြင်းမှာနေတဲ့သူတွေကပေါ့နော်အခြားဘာမှအများများစလုံးဆရာမလို့ထောက်ပံ့ကြီးနေတယ်တော်တော်အဆင်ပြေရဲ့အဲ့တော့ကျွန်မနိုင်ငံလဲဒီရခိုင်ပြည်နယ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ဆိုရင် ဲ့ဒီမှာကျမတို့လူမျိုးတွေကျမမျက်မျက်နေရာချထားဖို့စ조사ရမယ်သူတို့ကျမတို့လူမျိုးနဲ့ဝါးမျိုးကို조사နေရတဲ့ဟာကိုကျမတို့ကလည်းလူမျိုးနဲ့ပြန်ပြီးတိုက်ထုတ်ပါရမယ်ကျမနိုင်ငံမှာအိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေအများကြီးပါရှင်ဒါကိုရောက်ခိုင်းပြည်နဲ့အေဂျင့်သွားလို့ရှင်ပေါ့နော်အဲ့ဒီမှာမျိုးတွေရွာတွေပေါ်ဆောင်ပြီးတော့အားလုံးကိုအိုးပိုင်အိမ်ပိုင်နဲ့ပေးနေပဲဆိုရင်တော့သွားနေခြင်းတဲ့သူတွေများမှာပါရခိုင်မြေကလည်းစိုက်ပျိုးရေးလုံးလာတာအဆင်ပြေပါတယ်။စိုက်ပျိုးအတွက်ပါခွေမျိုးတွတ်တောင်းလုပ်ပေးမယ်။ရေလုံငန်းတွေခွေမျိုးတွတ်တောင်းလုပ်ပေးမယ်။ ဒါပြင်အဲ့ဒီမှာရင်းနှီးစိတ်ကန်းနေပါလေဗောနောနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးလုပ်တွေလုပ်မယ်ဆိုရင်ရခိုင်ပြည်နယ်လေးကချမ်းသာလာမှာပါရှင့်ရခိုင်လူမျိုးတစုတည်းနဲ့တော့သူတို့အင်အားပဲနဲ့တော့ရခိုင်ပြည်နယ်ကိုကာကွယ်လို့မရတော့ဘူးအခုသူတို့လူတော်သိမ့်မကြံတော့ဘူးလေအခြားတိုင်းသားတွေကပါရောထွေးပြီးတော့ဝိုင်းဝန်းကာကွယ်ကြမှာဖြစ်မှာကျွန်တော်တို့ချင်းချင်းနေတာတက်တနာမရှိဘူးဘယ်ငယ်လေးရောက်လာမှဘလောက်တိဒုက္ခပင်လဲဝေလဲဆိုတာရခိုင်လူမျိုးတွေသိဆုံးပါရှင့်သမိုင်းကြောင်းတွေကပူပူနွေးနွေးပဲရှိပါသေးတယ် ။ပင်ငယ်ဒီရခိုင်လူမျိုးတွေကိုဘလောက်တိအနိုင်ကျင့်နှိပ်စက်လဲဆိုတော့ရခိုင်လူမျိုးတွေမမေ့လောက်ထင်ပါတယ်။အမျိုးသားရေးဝါဒီတွေရင်ထဲမှာရှိတယ်ဆိုတော့မှဗမာအနိုင်ကျင့်တော့မခံဘူး။ပင်ငယ်ဒီအနိုင်ကျင့်တော့ခံတယ်ဆိုပြီးလုပ်လို့မရအောင်လေ။အမျိုးသားရေးဝါဒီဆိုတာကကိုယ့်အမျိုးဘသူထိထိနားတတ်ရတယ်။ဗမာထိတော့နားတယ်။ပင်ငယ်ဒီထိတော့မနာဘူးဆိုမရအောင်လေ။ကျမဆိုလိုချင်တာသဘောပေါက်ပါတယ်နော်။မြန်မာနိုင်ငံမှာစိုးရင်စရာအကောင်းဆုံးနေဆက်မြင်းနဲ့မှာရခိုင်ပြည်နဲ့နေဆက်မြင်းကထိတ်ဆုံးရပါတယ်ရှင့် ကျွန်မဒါမကာနိုင်လို့ရှိရင်ကျွန်မတို့နိုင်ငံလုံးမဲသွားလိမ့်မယ်မဲသွားလိမ့်မယ်အချိန်တည်းအဲ့လိုရှိပါတယ်ကျွန်မအသားမဲတဲ့သူတွေကိုပြောတာမဟုတ်ဘူးเนาะအသားမဲတဲ့သူတွေပြောတာမဟုတ်ပါဘူးအချို့တော့အယူဆတွေမဲနှက်သွားလိမ့်မယ်လို့ကျွန်မပြောတာပါကပြားဆန်ဆန်လေးတင်စားတာပါရှင့်ဒါလေးကိုအသိတရားရှိရှိနဲ့နားလည်ဖို့လိုပါတယ်အမျိုးချစ်တယ်ဆိုတာမှန်မှန်ကန်ကန်ချစ်တတ်ဖို့လိုပါတယ်ဒါကို အကိုခြေတို့အမခြေတို့နားလေစေဖို့အတွက်စေစံမေတ္တာရှိထားပြီးဒီသတင်းလေးကိုကျွန်မပြည့်စုံစွာတင်ဆက်ပေးလိုက်ပါရစေတော့ရှင်။ ျမရဲ့သတင်းလူတွေကိုဒီနေ့မှတလောင်းနေပဲရှင်းသားပြရစီရှင့်ကျမရဲ့သတင်းလူတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘဘသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှာကြပါစေကောင်းသောလူဝင်ဆန္ဒများပြေဝါကြပါစေလူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ prime media မိသားစုကစုတော်မြစ်တာပို့တာအပ်ပါတယ်ရှင်